လုံးမလားကျွန်တော်အမျိုးဖြစ်ပါတယ်ပြီးရင်တော့စားပြောင်းဝိုင်းဆက်တောက်ဖြစ်ပါတယ်ဒီနေ့မှာကျွန်တော်ပြောနေတာဆိုင်ငယ်မော်တော်ဆိုင်ငယ်ကြီးရဲ့ချန်စီကြည့်ပြီးတော့ကျွန်တော်ဆိုင်ငယ်ဘယ်နဲ့ငန်းထွက်လဲသူ့ရဲ့မော်ရဘလောက်လဲအင်ဂျင်ဘောဘလောက်လဲဒီချန်စီကြည့်ပြီးကျွန်တော်ခွဲလိုက်ရတယ်ကျွန်တော်ပြောပြဖြစ်တယ်အဲ့တော့ကျွန်တော်ချန်စီမှာတောင်းလေးလုံးနော်လေးလုံးအရင်မှာနော်လေးလုံးမှာပြီးတော့အခု၁၀လုံးမှာတခါတော့နော်အဲ့တော့လေလုံးမြောက်လေလုံးမြောက်ပထမဆုံးစကလုံးကတော့ဆုံးအာဆိုလို့ရှိရင်အိုက်ဆိုင်ကဘီအန်နဲ့ထွက်တာဖြစ်တယ်။ဥပမာ NC ဘေးမွန်တယ်ယူပါနော်။နောက်ကဆိုရှင် M M နဲ့စရင် အဲ့ဆိုင်ကထိုင်တန်းဆိုတာဖြစ်တယ်အဲ့လင်းဆိုတာကကျွန်တော်တို့ကအာနဲ့စလို့ရှိရင်ဒါဘီယန်နန်းဆိုတဲ့ပိန်နော်ဘီယန်နန်းဆိုတဲ့ပိန်ဖြစ်တယ်အာနဲ့စလို့ရှိရင်အဲ့ဒါထိုင်ရဆိုတဲ့ပိန်ဖြစ်တယ်ပြီးတော့အဲ့လင်းဆိုတာကျွန်တော်မော်တော်ဆိုင်ကယ်ကိုကုသကြည့်တာဖြစ်တယ်ဟာလေအဲ့လင်းဆိုတာမော်တော်ဆိုင်ကယ်ကိုကုသပြီပေါ့နော်အခုကရှင်းမှာပါတယ်လေးလုံးမြောက်တဲ့စကားလုံးဒီလေးလုံးမြောက်တဲ့စကားလုံးဆန်ကယ်စီရဲ့အင်ဂျင်ပါဝါကိုကုသကြည့်တာဖြစ်အဲ့တော့ဆန်ကယ်စီကိုဒီလာပြက်ပြီးလာပြီးအပ်ရဖြစ်နေတော့ဒါကအင်ဂျင်ပါဝါဘယ်လောက်ရှိတယ်တော့အသိမှဖြစ်မယ်နော် ငါတို့တကောပွဲသားလုပ်ပြီးထားတော့ဟိုစံခေပွဲသားဖြစ်ရောင်းဝယ်ပြီးလုပ်တယ်ဆိုလို့ရှိရင်စံခေလေးအင်ဂျင်ဘာကိုဘယ်လောက်ရှိလဲကိုခမန်းနိုင်မှာဖြစ်အဲ့လိုချင်းမလို့ကြည့်လို့ရတယ်ဆိုတော့စံခေရှေ့လေးလုံးမြောက်ကမောင်ရှေ့စာလိုက်လေးလုံးမြောက်နော်လေးလုံးမြောက်ကစံခေဒီအင်ဂျင်ဘာဖြစ်တယ်အဲ့ရှေ့ရဲ့စာလိုက်ပေါ့ကွာတင်းနဲ့တုံးလေးလေးလုံးမြောက်ကအဲဒါပါဆိုရင်အင်ဂျင်ဘာပေါ့နော်အဲ့အင်ဂျင်ဘာဘယ်လိုကြည့်မလဲတော့နောက်တော့အင်ဂျင်ဘာကိုပြည့်စုံလို့ရှိရင်တော့ A လို့ပါရင်းညမှာဒီအိတ်ညမှာ A ပုံစံမျိုးပါခဲ့ဆိုလို့ရှိရင်အဲ့ဒါ0စီရင်နေ90စီကြဖြစ်မယ် ဟုတ်ကဲ့အဲ့ဒီအဲ့ညမှာ D လို့ပါလို့ပါခဲ့လို့ရှိရင်90စီနဲ့95စီရဖြစ်မယ်အဲ့ညမှာ H လို့ပါခဲ့လို့ရှိရင်100စီဘာ95စီရဲ့100စီရဖြစ်မယ် J လို့ပါခဲ့ဆိုတော့100စီရဲ့နေ105စီရဖြစ်မယ် K လို့ပါခဲ့ဆိုတော့105စီရနေ195စီရဖြစ်ပြီးတော့ M လို့ပါခဲ့ဆိုတော့195စီရနေ105စီရဖြစ်မယ် N လို့ပါခဲ့မယ်ဆိုတော့105စီရနေ400စီရရှိမယ်ဟုတ်ကဲ့ S လို့ပါခဲ့မယ်ဆိုလို့ရှိရင်တော့အဲ့စံကလေး inbound က400စီရအထက်မှာရှိဘူး400စီနဲ့400စီရအထက်မှာရှိရောနော်အဲ့တော့ ဆရာကြီးကတော့အတိအကျမှန်တယ်ဆိုတော့ဘယ်ဘေးမှာအင်မော်အတိအကျတော့မထောက်ဘူးအဲ့ဒါကနော်အဲ့တော့